မင်္ဂလာပါရှင်ဒီနေ့ကတော့စက်သားကိုငပိနဲ့ငေုတ်ဒီစိမ့်ချက်ချက်ပါတယ်ရှင်ငပိချက်လို့လည်းပြောလို့ရတယ်ငေုတ်ဒီစိမ့်ချက်လို့လည်းပြောလို့ရပါဘူးဆိုငေုတ်တိကပုံများနေတော့ကလေဒါကတော့ဇပလင်ချက်တုံးအဖြူနီချင်းနဲ့ငေုတ်ဒီစိမ့်စက်သားကစားရယ်စနွင်းရယ်အရသာမောင်ရထိပ်ပြီးနေတာပါချက်တုံးအဖြူအနီချင်းကတော့ကျွန်တော်ကြိတ်ထားပါတယ်ရှင်ညနေအောင်ကြိတ်ထားပါတယ်ဇပလင်ကတော့ထူထောင်ပြီးတော့ဖြူရပါတယ်ရှင် ငယုတ်တင်းစိမ့်ကိုလည်းကြိတ်ထားပါတယ်ရှင်ငယုတ်တင်းစိမ့်ကတော့လေမိမိစားနိုင်တဲ့လောက်ထည့်ပြီးတော့ကြိတ်ထားရှင်နောက်ကကြစပြီးတော့ချက်မယ်နော်ချက်မယ်ဆိုတော့ကျမကငပိစက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်မစီအများကြီးမထည့်ဘူးစီတက်ပါယုံလေးပဲထည့်တယ်ပြီးတော့ကြိတ်ထားတဲ့ချက်တော့အဖြူနီးချင်းတာကိုထည့်ပါတယ်ထည့်ပြီးတော့လှော်တဲ့ပုံစံမျိုးလုပ်တာပေါ့နော်ကြော်တာတော့မဟုတ်ဘူးရှင်စီကအနည်းဆုံးသုံးပြရတော့လှော်သလိုဖြစ်သွားတယ်ရှင်ညင်ငပိပါမင်းညင်ငပိဖြော်ထားတဲ့အရင်ကိုထည့်တယ်နောက်ပြီးတော့ကြော်တော့ကြိတ်ထားတယ် ငွေဥသေးစင်ကိုထည့်တယ်တဖန်လှော်ချလိုက်တာပေါ့စီတက်တဲ့ပုံစံမျိုးဒါပေမဲ့စီတော့မဟုတ်ဘူးနော်လှော်ချလိုက်တဲ့ပုံစံမျိုးပြီးရင်နော်နှက်ထားတဲ့ကြက်သားတွေကိုထည့်တယ်ထည့်ပြီးသွားတယ်ဆိုရင်ဇပလင်တထွေဆွမ်းနာကျွန်မပြရတဲ့ဇပလင်တထွေပါသူ့တွေကိုပြစ်ထည့်လိုက်ပြီးတော့ကြက်သားလေးကိုအပေါ်ရန်တင်းတဲ့နေထိုင်ရောက်တဲ့အထိအိုးတည်ပါတယ်ရှင်အဲ့လိုစားကြည့်ပါနော်စားလို့လည်းကောင်းတယ်တအားလည်းမှွေးတယ် ကျသားလေးတွေအပေါ်ရန်တင်းလာတဲ့အနေအထားဆိုရင်တော့ရေကိုမိမိလိုသလောက်ထည့်ပါကျမကတော့ဆွမ်းနာကခွန့်ထည့်ကိုရေထည့်ပြီးတော့ရေချင်းချလိုက်ပါတယ်ပြီးတော့ရင်ကျသားနူးဒီဒီကျမ45မိနစ်လောက်တင်ပါမယ်နော်ကျသားနူးမှသာပြန်တွေ့ကြပါမယ်ရှင်ကျသားလေးတွေနူးလာတဲ့အနေအထားဆိုရင်တော့ကျမကသူ့တွေကိုရတာထည့်တယ်ရတာကတော့စားထည့်မယ် အောင်ငံမြိုင်လည်းထည့်ပါရယ်။နောက်ပြီးတော့ရတာမုံလည်းထည့်ပါရယ်ရှင်။ရခိုင်ကျဲမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်မကဒီမှာအာငံမြိုင်ထည့်ပြီးချက်ပါရယ်။ရခိုင်ကျဲများဆိုတော့ငံမြိုင်မထည့်ပါဘူးရှင်။ဒါပေမဲ့လို့ကျွန်မကမကြီးရေလည်းပြင်ဆင်ထားပါရယ်နော်။ဇတနုမတာမကြီးရေထည့်တာပို့ပြီးတော့အဆင်ပြေပါရယ်။ဇတနုမနုကိုတေချာကြည့်ပါ။ကျွန်မအိမ်ကျက်အသုံးပြုပါရယ်။ဇတနုရယ်ဆိုရင်တော့မကြီးရေလေးကိုမိမိလိုသလောက်ထည့်လိုက်ပါရှင်။ဆက်လက်ဆက်မွှေးလဲမွှေးချိုလဲချိုပေါ့ရှင်။ အရန်ကိုမွေးနေတာပါရှင်လူက48နာရီစာရက်ထားတယ်ဒါပေမဲ့လို့ဟင်းရလည်းချက်နေရတယ်စားလည်းစားခြင်းနဲ့စားလို့ကလည်းမရဖြစ်နေတာပေါ့ရှင်နောက်ဆုံးမှာတော့နန်းနမင်းကိုခက်ချင်းချင်းဖြစ်ပြီးတော့နိုင်နိုင် အုပ်လိုက်ပါတယ်ရှင်ထမင်းနဲ့ပဲတွဲစားစားမုံပတ်နဲ့ပဲတွဲစားစားစားလို့အရန်ကောင်းတယ်ငပိချက်လေးရရှိပါပြီငါးနဲ့လည်းချက်လို့ရသလိုကြက်သားနဲ့လည်းမိမိစိတ်ကြိုက်ချက်လို့ရပါတယ်အလုံးမင်္ဂလာပါ အစာရက်ထားတာ58နာရီပေါ့နော် ီနေ့ကတော့ချက်ထားတာကတော့အင်ဂျက်ငပိချက်တွေဖြစ်ပါတယ်အင်ဂျက်ကိုငပိချက်ငင်းဒီဇိုင်းနဲ့ငပိနဲ့ပေါ့နော်ညံ့များနဲ့ချက်ထားအဲ့ဒါကိုမုံဘတ်နဲ့ဆွဲมาဖြစ်ပါတယ်မုံဘတ်တော့ပါမယ်ဒါနှစ်ယောက်စားပါတယောက်တည်းမစားပါဒါနှစ်ယောက်စားပါဒီစချင်းကို ထိုင်းဘတ်ငွေက15ဘတ်ပေးရပါတယ်နော် ဒါကတော့ကြက်သားပေါ့နော်ဒီမှာပဲထားလိုက်မယ်နော်တအားပုံနေလို့ဒီကပဲဆွဲလိုက်တော့မယ်အရင်ပဲထည့်ပါမယ်အရန်ပုံနေတော့လေတင်ထားနေရမွေးရလဲမွေးအနှစ်ကလည်းရှယ်ပဲ စောင်းနေနေမှာလွင်စိတ်ကြိုက်ထက်ထဲပေါ့နော်ရာဘူး음 နေနေတာနေတယ်ကိုရှယ်ပဲဒါကနှစ်ယောက်သာပေါ့နော်အာတို့စီယာတို့စီယာရှယ်တို့စီယာတော့ရှယ်ပဲတို့စီယာကဒီမှာ copy ပေါ့နော်ပန်း copy ပေါ့နော်ပန်းပန်းပန်းမွင်ပန်းမွင်ပေါ့နော်အဲ့ဒီဟာရယ်နောက်ပြီးတော့ဒါကတခွာလေးရယ်နော်ပဲလေးရယ် ဘွားသီးရယ်ပဲသီးရယ်ဒါကဖယန်းကျင်သီးရယ်နော်ဒါကတော့ကဇွန်ရွက်ရယ်အနေထားကတော့ဖိုက်လို့လေးပါစူကိုရောပါမယ် ချက်သားကတော့အခုမှကျမအထက်မှာဖြစ်ပါတယ်။မစားထိုင်လဲသူ့ဘာကိုကြိုက်တဲ့ချက်သားတော့ဆွဲပေါ့ရှင်။ကျမကတော့ချက်ချောက်စားပါ။သူကမွေးတာမွေးရတာအားပဲ။ဒီနေ့တော့ဒီအင်ကြီးလေးနဲ့တီးခတ်ပြီးကြီးပေးကြ။ဟင်းချက်နေရင်လည်းဘာမှလုံးနေတော့အားကြောင့်တီးနိုင်ရင်စားမှာ။อืม 女生的信来。嗯，嗯，出来比呢？嗯，人家怎么冰？ 再、mm hmm. 吃两块去。嗯。哎。一，阿阿大妹，阿大妹。嗯。快快点，配。好吧。应该反正真包不。 Det gör mig med nu. Mm. Mm. Mm.

够吗？带他来吗？带、hmm. 来、嗯、吧，带哪位？哪一边够吗？知道吧？咱们要一起呗。 Legal. Okay. Okay.